ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါစစ်တီစစ်သားမိသားစုတွေပေါ့နော်တို့ကကျွန်တော်ရဲ့စီနာတောင်းနားလေတယ်အဲ့တော့ချော်ဆိုးဟူကတော့တတိပုဂ္ဂလအနေနဲ့ပြင်ဦးလွင်ရပြိုင်ဖို့အခြေအနေရှိတယ်ပြင်ဦးလွင်မှာလည်းကျွန်တော်အမှန်တမ်းပြောမယ်ပေါ့နော်မဲဒီဟိုလွတ်တော်ရွေးကောက်ပွဲတွေလှုပ်လာမယ်ဆိုရင်တော့ ကျော်စိုးကပြင်ဦးလွင်ရနေပြီးတော့မှတတိပုဂ္ဂလနဲ့ပြိုင်မယ်။အဲနောက်တစ်ခုနောင်တော်လေးလည်းပြိုင်မယ်ထင်တယ်ပြီးမပုတူလည်းပြိုင်မယ်။အရေးကြီးလာပြီပေါ့နော်ကျွန်တော်တို့ဟိုတက်မတော်အနေထားတစ်ခုတည်းပေါ့နော်ဒီဒါကျွန်တော်နည်းနည်းဖတ်ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာဟိုဟာလေးရှိတယ်ဒီရွေးကောက်ဝင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအရင်အရေးကြီးတာလေးရှိတယ်ပေါ့နော်ကျွန်တော်ကျွန်တော်10မိနစ်လောက်သတင်းမှာပဲကျွန်တော်တင်မရမှာပဲကျွန်တော်ပြန်မရှာခြင်းဘူး အကျော်စိုးဦးတို့ပြိုင်မယ်ကျော်စိုးဦးတတိပုဂ္ဂလနဲ့တတိပုဂ္ဂလနဲ့သူပြင်းဦးလျာနဲ့ပြိုင်မယ်မပုတုလည်းမပုတုဆိုတာကျွန်တော်ရူသေးတမှုနဲ့ခေါ်တာကောင်မလေးက29နှစ်ပဲရှိတဲ့အသက်ကသူလည်းပြိုင်လောက်တယ်စိတ်ကြီးကောင်တို့တို့ဘာလို့ဘက်ကနေသူပြိုင်နိုင်မယ်ထင်တယ်အဲပြီးနောင်တော်လေးလည်းဘေးကပြိုင်မလဲမသိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့သူ့ဘာသူပြိုင်ပြိုင်မပြိုင်ပြိုင်ကျွန်တော်တို့ကအားပေးရမှာဝင်ရမှာအဲကျွန်တော်တို့တာဝန်ပဲဘာလို့လဲဆိုအဲ့တော့မှလွတ်တော်ထဲမှာရောက်သွားမှဒီလိုလူတွေလွတ်တော်ထဲကိုရောက်မှာ လွတ်တော်တွေကိုရောက်မှာပေါ့နော်ဒီလိုလူတွေလွတ်တော်တွေကိုရောက်မှာသူတို့ဓာတ်ရိုက်တရားဝင်လွတ်တော်တွေကနေပြီးတော့မှနာယကာကြီးတွေကိုသူတို့ကတင်ပြခွင့်ရှိမှာလေနောက်ဆိုလို့ရှိရင်သူတို့တင်ပြခြင်းတဲ့အရာတွေကိုတစင်ကန်တစင်ကန်ပြီးတော့တင်ပြနေအောင်မယ်အခုဆိုရင်ဗာလေဗိုလ်ချုပ်စော်မင်းထွန်းလားဗိုလ်ချုပ်စော်မင်းထွန်းဆိုတာဒါရင်တန်းကျောင်းသားတွေပေါ့ဗိုလ်ချုပ်စော်မင်းထွန်းကရင်တန်းကျောင်းတွင်းကုန်းသားလားမသိဘူးသူမိမလက်မှတ်ကုန်းသူလားမသိဘူးလက်မှတ်ကုန်းသူသူမိမနာမည်မတင်သိအောင်လားဗာလားမသိပါဘူးကျွန်တော်နဲ့တောင်ကျောင်းနေပဲဖြစ်လောက်တယ်ကျွန်တော်က ဟိုအထက်ကနေရင်းနှီးကြောင်းမှာကျွန်တော်ကနေခဲ့တာဟိုတန်ကန်ကုန်းမှာကျွန်တော်ကဥကိုလေးကြီးမှာကျွန်တော်ကချင်းလုံးပညာအပညာရေးနုစုခဲ့တာပေါ့နော်အောင်ကိုကိုတို့အဲ့မှာနန္ဒအောင်လို့နဲ့ကျွန်တော်နဲ့အဲ့တော့ပြောချင်တာဒီလိုဗျာလွတ်တော်တွေကိုရောက်မဲ့လူတွေကိုကျွန်တော်တို့ကအခုချိန်နဲ့ရွေးချယ်ထားရတော့မယ်ဘာလို့လဲဆိုတော့တက်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ကဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မှာမဖြစ်ဖြစ်အောင်လုပ်မှာ မဖြစ်ဖြစ်အောင်လို့ပါကျွန်တော်ကတော့တွတ်တော်တယ်မဝင်ဘူးကျွန်တော်ကအပြင်ကနေဝုံးမယ်ကောတွတ်တော်တယ်မှာစောပေါက်ခဲ့ရည်လို့ကျွန်တော်လည်းပြောမှာကျွန်တော်လည်းအော်အော်မာလေးကျွန်တော်အော်လေးကောင်လေးအော်လေးကောင်ဆိုတော့ကျွန်တော်တွတ်တော်တယ်ဝင်ကျွန်တော်အော်လို့မရတော့ဘူးသိရမလားမတော်လက်ကတွေယူပြီးတော့ကျွန်တော်မအော်ရဲမပြောရဲဖြစ်မှာကြောက်လို့ကျွန်တော်ကဘလူပေးလာကန်းတာမှလည်းမစားဘူးတို့လို့လည်းမပြောလွတ်တော်တယ်မှာလည်းအာကျွန်တော်မိုက်ခဏခဏပိတ်ခံနေရမှာအဲဇော်ဘုံးအဲဟွာ လွတ်တော်တဲမှာဟိုဖြစ်တဲ့အောင်ပဲဆွေးနွေးပါလို့ဘာလို့ဖြစ်တော့ပါလိမ့်သိရမလားအတော့ကျွန်တော်ကလွတ်တော်တဲမဝင်ဘူးကျွန်တော်လည်းစောက်ပါလွတ်တော်တဲဝင်လို့မရဘူးသိရမလားဟိုအဲကျော်စိုးဦးတို့မပုတုတို့ဝင်ခိုင်းပြီးတော့ကျွန်တော်အပြန်အနေဝုံးမဲ့ကောင်အပြန်အနေရောက်ကျော်စိုးဦးမင်းဒါမပြောဘူးလားမင်းပြောတော့ပြည်သူအတွက်ဆိုပြည်သူအတွက်မင်းမင်းကိုပြည်သူတွေမဲပေးလိုက်တာမင်းကလွတ်တော်တဲရောက်ခါကြမှာလီးစောက်ချိုးချိုးတာလားလို့ကျွန်တော်ပြောမှာမပုတုလေမပုတုလွတ်တော်တဲ့နေနေလွတ်တော်တဲ့ဝင်တော့ငါ လွတ်တော်တဲ့မဝင်ခင်တော့ငါတို့တွေအားလုံးဝင်းရံခဲ့ရတာလွတ်တော်တဲ့ရောက်ရင်ငါတို့နေစိတ်ကြီးကောင်တို့ကပြန်စိတ်ကြီးကောင်တို့ပြည်သူတွေလူမှုတွေအတွက်ကောင်းအောင်လုပ်ပေးရမှာလေနေအခုကျတော့နေကဘာဆောက်ချိုးချိုးရတော့မသားမလေးသေးရင်းကုန်မလေးဆိုပြီးကျွန်တော်ဆဲမှာကျွန်တော်အဲ့လိုကောင်နည်းနည်းဥသွားတယ်ဘလို့ရုပ်ကြသွားတယ်မဟုတ်ပါဘူးကျွန်တော်ပြင်မနေတာပါကျွန်တော်ခီးထွက်နေလို့ဟိုကျွန်တော်လည်းအလုပ်တွေအများကြီးလုပ်နေရတာရှိတယ်ပေါ့နော် မအိုပါဘူးအပြင်မှာဆောင်ရမ်းချောတာဒဇင်ဦးကတော့မပြိုင်လောက်ဦးနဲ့ထင်တာပဲနော်ဟိုဒဇင်ဦးတော့မသိဘူးပြဒဇင်ဦးလည်းပြောအောင်မှာကျွန်တော်ညီမလေးပါပဲသူလည်းပြိုင်မလားမပြိုင်လားတော့ကျွန်တော်လည်းမသိဘူးလေဒဇင်ဦးကငကိုလေးကပြောင်စုချက်ခံရင်းနဲ့ဖွင့်ပြိုးရေးကိုအရန်ချစ်ခဲ့တဲ့ကလေးမဆိုတော့ဟိုပြောင်စုချက်ခံရင်းနဲ့ဖွင့်ပြိုးရေးကဥက္ကရာကြီးဦးခင်ကြီးတို့အဲဝါနဲ့ဟိုဘိုးဂျိုး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 မြဟိန်းတို့နဲ့ပဲတက်ဆိုင်ပါတယ်ကျွန်တော်မသိပါဘူးနော် အဲ့တော့ကျတော့ပြီးနေရလို့ဥသွားတာမင်းတို့ကောင်းနေရနော်အဲ့တော့ကျတော့လွတ်တော်လေးကိုဝင်မဲ့ကိုကျော်စိုးကတော့ပြင်ဦးလေးကနေလွတ်တော်လေးကိုဝင်မဲ့သဘောရှိတယ်ပြင်ဦးလေးကညီကောင်မောင်နှမတွေကိုကျော်စိုးဦးကိုတတိပုဂ္ဂလအနေနဲ့မေးပေးဖို့တာအားလုံးအားတင်းထားကြတော့စောဘုံရင်တို့ထောက်ခံပြီးအားပေးပြီဆိုရင်အဲ့ဒါပြည်သူတို့ပဲအဲ့ဒါပြည်သူတို့ပဲနော် ဲ့ဒါပြည်သူတို့ပဲဇော်ဘုံရင်ထောက်ခံပြီးဇော်ဘုံရင်တို့ဝင်းရံပြီဆိုရင်အဲ့ဒါပြည်သူတို့ပဲအဲ့ဒီပြည်သူတို့လို့ဝင်းရံလိုက်တဲ့လူတယောက်ကစောက်ချိုးမပြေဘူးလွတ်တော်တယ်မှာစောက်ချိုးမပြေပဲနဲ့သူများခိုင်းတာကိုလုပ်တယ်ဆိုရင်တော့နာမည်တက်ပြီးစေးမယ်ဟာကျွန်တော်ထိတ်ဆုံးပါပဲဒါကြောင့်မလို့ကျွန်တော်ကလွတ်တော်တယ်မဝင်ဘူးနော်ဆက်နေမင်းတို့ဘုံတွေဆက်တေးအောင်ဆက်လီးတော်မကင်ဘူးမင်းတို့တွေလူနောက်ချက်တွေဟလာရောက်ပါရောက်ပါကျော်စိုးဦးလည်းရောက်ပါပူတူမလည်းရောက်ပါ လွတ်တော်လေးကိုနော်ကြောင်းမှာကြော်စိုးနဲ့ပုတုမောင်ပေးကိုပေးရမှာချားပလိသိနော်ကြော်စိုးအတက်က34နှစ်ပဲရှိသေးတယ်35နှစ်ပေါ့ပုတုမောင်29နှစ်30ပေါ့လွတ်တော်လေးဝင်မဲ့ချိန်မှာကျော်စိုးဦးတက်35နှစ်ကျော်ကျော်နဲ့ပုတူမာတက30ကျော်ကျော်နဲ့လူငယ်တွေလွတ်တော်တွေရောက်သွားတာလေအဲ့ဒါကိုဒီလိုတိုင်းပြည်အတွက်မချင်းမချမ်းနဲ့မကျွေးမကြမ်းနဲ့ရဲရဲတင်းတင်းပြောရဲတဲ့လူတွေလွတ်တော်တွေကိုရောက်ပြီဆိုရင်သူတို့ပြိုင်တဲ့နေရာ ပြည်သူလူထုတွေကောင်းပါပဲမကောင်းရင်ကျွန်တော်လည်းဆဲမှာပဲနော်ဆဲမှာဆဲမှာကျွန်တော်ကရောက်ကြောသူမင်းမင်းပါစောက်ချိုးချိုးရလဲပြောပါမင်းငါလုံးမသာလွတ်တော်တွေဝင်တော့မင်းစောက်မင်းစောက်စကားဘာပြောခဲ့လဲအခုကျတော့မင်းဘာလုပ်လဲအထင်တော့မလွယ်ဘူးလေလွယ်တာလေငါ့အောင်လာမပြောနဲ့ပြည်သူကိုကြည့်အဲဒါမျိုးဒါဥပမာဥပမာကျွန်တော်လုံးမဲ့လို့ပုဒုမမသားမလေးတော့နေတော့နေတော့ဖြစ်တော့ငါတို့မဲဆွေခဲ့တာနေတော့လွတ်တော်ထဲမှာ ပြည်သူလူထုတွေပြောပါ냐ပေါ့အာဘယ်လောက်အားရှိမလဲအဲဒါဥပမာကိုပြောပြတာလေဟုတ်လားအာကိုကျော်စိုးဦးနဲ့မပူတူနဲ့အတွက်အားမွေးထားတော့လွတ်တော်တွေဝင်ရမယ်ကျော်စိုးဦးကတော့ချိန်စီတယ်ပြင်းဦးလေးကနေပြိုင်မှာပြင်းဦးလေးကနေပြိုင်မှာပြင်းဦးလေးကနေပြိုင်ခိုင်းတာလားကျော်စိုးဦးပြိုင်ကွာလို့ကြားလို့ညီလေးလို့ကိုကြီးလို့ရှိရလို့တွေ့တာတွေ့လို့ပြင်းဦးလေးတက်နေတွေရောပြင်းဦးလေးကပြည်သူလူထုတွေရော เนาะတိုင်းချစ်ပြည်ချစ်တဲ့လူတွေပေါ့တဘုံအားပေးထောက်ခံတဲ့လူတွေတော့ခမရတို့ပါခမရတို့ပေးပေးမပေးပေးအကျိုးဆောက်လို့မဟုတ်ဘူးအေးပြည်ဦးလွင်ကတက်မတော်တိုင်းဝိုင်းနဲ့နိုင်ငံကိုကောင်းစေခြင်းနဲ့လူနဲ့အေးဆန်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူထုကတော့ကြော်စိုးဥပြိုင်တတိပုဂ္ဂလကြော်စိုးဥကိုမဲတဲ့အဲကျွန်တော်မဲဆဆွဲပြီမဲဆဆွဲပြီအဲအဲအဲ့ဒါပေါ့နော်ကျွန်တော်လည်းအခုလိုမျိုးပေါ့နော်လာပြီးတော့တိုက်ခိုက်နေတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်ခမရတို့တိုက်ခိုက်လေ ကျွန်တော်ကနမည်ကြီးလေးပဲနော်နမည်ကြီးလေးပဲအဲ့တော့ကျတော့ခမားတို့ကြိုက်တဲ့လောက်တိုက်ခိုင်းလိုက်ခမားတို့ကျွန်တော်ကိုဖန်ခိုင်းတာတို့မဖန်ခိုင်းတာတို့သွားမပြောနဲ့ကျွန်တော်ကငငယ်တော့ဘူကြီးကိုလွေပြုတ်ကျွန်တော်ချောင်းနေတာတော့ကအလေးပြုတ်ခဲ့တဲ့လူကအခုလက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်တက်မတော်ကာကွယ်ဦးကြီးချုပ်နာဆာကအစိုးရကြီးအကြီးဆုံးအကြီးအကဲကြီးကိုကျွန်တော်ကချောင်းနေတာလေးအလေးပြုတ်ခဲ့တာဖုံးကန်တော်တော်ကြီးတဲ့ ကျွန်တော်ပေါ့နော်ကျွန်တော်ဘုံမှန်တော်တော်ကြီးရဲ့လူပဲဟာတိုင်းပြည်အုပ်ချုပ်မင်းလုံးမဲ့လူကိုချုံနေသားတွေကအလေးပြုခဲ့တဲ့ဇော်ဘုံဟင်းပါလားဆိုပြီးတော့မှအဲအဲ့လိုဖြစ်တယ်ဒီမှာမနာလိုမဖြစ်ပါနဲ့နော်ကျွန်တော်ကဘယ်သူမှမတိုက်ခိုက်ဘူးတိုင်းမှုတွေလည်းတိုက်ခိုက်တိုက်ခိုက်စရာအကြောင်းလည်းမရှိဘူးဒါပေမဲ့အ мян လန်းဘုံကိုတက်နေတာတော့လွန်တာပေါ့များတာပေါ့အ мян လန်းနှခါရှိပြီလေ318မိုင်မှာ318မိုင်နှစ်ဖာလုံးနဲ့6ဖာလုံးမှာတစ်ခါ အခု320မိုင်မှာအမြန်လဲရေမင်းကျွန်တော်မနေ့ကတော့နာမည်မပြောလို့ပြောတာဟိုမှာပန်ပန်ပန်ဆိုတာအောင်မိုးကျော်လို့ပါလို့ဟိုဟာနေသတင်းမီဒီယာကနေပြီးတော့မှလွှင့်လာလို့ဥအောင်မင်းပေါ့ကျွန်တော်ပြောပါတယ်မနေ့တော့ကနောက်ကနေလှိုင်လေးတလုံးလေးပဲထည့်လိုက်ပါလို့ဥမင်းအောင်ဥမင်းအောင်နော်လိုက်လေးထဲလိုက်အဲ့ဒါအမြန်လမ်းရဲ့ရေမင်းရဲ့နာမည်ပဲပေါ့နော်အဲ့ပြောတာလက်လက်လေးမလောက်လက်မလေးမလောက်ပဲကွာကွာသွားတာပေါ့နော်အဲ့တော့ အဲ့တော့ဟိုပေါ့နော်အမြန်လန်းကိုနှစ်ခါဇင်တက်တယ်ဆိုတော့ဒီနှထိုးကြီးပြင်စီကဒီလောက်ထိဖြစ်နေတာကိုကျွန်တော်ကလဘကအတိုင်းမူကြီးကိုကျွန်တော်ကပြောလိုက်တာလေအဲ့လဘကအတိုင်းမူကြီးလေကာဆတာမူပေးရင်လေပေးလိုက်ပါအဲ့တော့ပြီးရင်ဟိုဟာဒီရစီအကြောင်းကြီးဗကြုတ်ဆွမြတ်တို့ဗကြုတ်ဆွမြတ်တို့တိုင်းဗကြုတ်ဆွမြတ်တို့ကိုလဘကအတိုင်းမူပေးလိုက်တနာအေးရော အဲဘူဂျိုဇွန်မြတ်တို့ကလဘခတိုင်မှုပေးပြီဆိုရင်သူကပြင်ဦးတွေကိုလည်းထိနိုင်မယ်အဲလဘခမတရားအခြေအနေပါညာတွေလည်းဘူဂျိုဇွန်မြတ်တို့ကသူကလေးလာပြီးသားအောင်မြေကြီးကလေးလာပြီးသားနေမယ်အဲ့တော့အဲသူကသွားမယ်အခုနာမည်ကြီးရဲ့နထိုးကြီးပြင်စီအာမိုင်းတိုင်း318 319 320 321မှာဒီ PDF တွေကတရွက်ကိုတွေးထားတာစွန့်နေတယ် အဲအဲ့ဒါဘ누구ရဲ့အားနေချက်အသာချက်တွေဆိုတာကတော့ဒါညှစ်ကုတ်ကြီးတို့သူတို့ကသူတို့ကြည့်လိုက်မယ်လေမဟုတ်လားမဟုတ်လားဟုတ်တယ်မလားအဲ့တော့ကြတော့ပြောပြောတင်ပြောလိုက်တာတော့ပြောပါလေအဲ့ဒါယူဘာဘာတွေကျွန်တော်ဟိုလာခြေဝင်ပြီးတော့ဘာလာရေးနေအောင်ကျွန်တော်တိုင်းမှုရက်တော့တယ်လေမပြောပါဘူးတိုင်းမှုသူကသူတိုင်းမှုလည်းရက်တော့မှာပေါ့တိုင်းမှုလည်းပါဇက်ပါတာပဲကျွန်တော်လည်းရက်တော့တတ်တာပဲလေဟုတ်တယ်စစ်သားရက်ရက်တော့မှာပေါ့စစ်သားရက်မတော့ပဲနေမလား အမျိုးမှမဟုတ်စစ်သားမှန်အရက်တိုက်အရက်ကြိုက်တယ်ခူလန်လာလေတဲ့ခူလန်ကလာခဲ့ပါလေခူလာခဲ့ပါမယ်ခူလန်လည်းတကားကမှလက်ဟိုဒီဘော23ကဒူးရာကံပူကြီးလာလက်အကျိုးတွေကျွေးတွေကသူတမီးကိုဟိုဟာဒီနမ်ဆန်ဘောတော့နမ်ဆန်ဒီခေါ်လာပြီးတယ်တချို့လူတွေကခြေစူးမတင်ဘူးပြဖင်လန်ပြတယ်ဟဲ့လား အာဟိုကပြောတာကျွန်တော်အော်လို့တဲ့သူတို့အဖေတွေစုခံရတယ်တဲ့အော်ခိုင်းတော့သူတို့ပဲအော်ခိုင်းတာဟမ်ဘဲဥပြုတ်တလုံးနေတဲ့အရွက်ကိုတဲ့အရင်နေပဲစားရပါတယ်ဆိုပြီးတော့အရွက်ကိုရေလုံးမြုပ်စားရပါတယ်ဆိုပြီးတော့ပြောပေးလိုက်လို့ကိုတက်မတော်သားအောက်ချီမိသားစုတွေဒုက္ခရောက်နေရအော်ပေးလိုက်တာကိုသူတို့အဖေစုခံရလို့ဆိုပြီးသူတို့အော်ခိုင်းလို့လည်းအော်ပေးရသေးတယ်အဲသူ့အဖေကိုလက်တွေပါတယ်ခွဲစိတ်ပြီးတော့မှလှုပ်လဲလှုပ်ပေးလိုက်သေးတယ် အာနောက်ဆုံးကျတော့ဇောဘုံရင်ခေါ်လာပါနဲ့တဲ့ဇောဘုံရင်ခေါ်လာလို့ရှိရင်လည်းငါတို့တမျိုးထင်မာတို့ဖြစ်မှာတော့ဩစစ်တပ်မှာလည်းအဲ့လိုလူတွေကရှိသေးတယ်ဩဇောဘုံရင်မေရနေရတကောင်လူသားဆန်ကျင်တဲ့ကောင်လို့အဲ့ဒါလူသားဆန်ကျင်တဲ့ကောင်ခွေးခွေးစိတ်ပေါက်တဲ့လူတွေနဲ့တွေ့တော့လူရမဝင်လို့ခွေးရမဝင်ဘူးပေါ့ဗျာလူကလူလိုနေရာမှာနေပြီးတော့အဲ့မှာလည်းရှိတယ်ဒီဘော23ကဒူးရကန်းဖို့သူသမီးကပြင်ဦးလွင်ကနော်အာကိုကတော့စစ်သားတွေကိုလူမလို့တယောက်ကို9000လုံးနဲ့ ဟိုနေ့ကဘဒုတက်နယ်မှာလူတာကကျွန်တော်ကစည်ရင်အတိအကျမသိလိုက်ဘူးအာ4000လုံးနဲ့59ဦးကိုကျွန်တော်လူတယ်အင်းကြီးအထက်40အစ်စ်တွေလူခဲ့တယ်သွားတိုက်စီသွားတိုက်တန်းစောင်းလေးကျွန်တော်လူခဲ့တယ်အပြီးလို့ချင်းရင်ဟိုအနှွေးတဲ့လေးတွေဘာလေးတွေပေါ့နော်ဟိုတက်တက်ရဲ့အနှွေးတဲ့လေးတွေပေါ့အဲ့လိုဘာလေးတွေကျွန်တော်ပြီးခဲ့တယ်4000ကို59ယောက်နဲ့တွက်ကြည့်လိုက်ပေါ့မဟုတ်ဘူးလား၄၅၄၂၄၇၄၂၈၂၂သိန်းထဲမှာ၈၀၀၀ เนาะအဲ့မှာဆောင်းဝအထဲ30တထဲကို1000ကျော်လာပါလားကျွန်တော်လည်းမသိဘူးအဲ့တော်တိုက်စီးတွေတော်တိုက်တန်းတွေဆက်ပြားတယ်အကုန်လူပေးခဲ့တယ်ဗျာเนาะကျွန်တော်တို့စစ်တပ်ဘုံမှာအဲ့တဲ့ကျွန်တော်တို့တက်နိုင်တာလုတ်ပေးတာပေါ့ဗျာတက်မလို့သားတွေပေါ့မှာเนาะအဲ့ကလောအဝင်မှာတွေ့လို့၈သိန်းကျွန်တော်လူခဲ့တယ်เนาะအဲ့တော့ကျတော့ဟိုလူတွေကဟိုကိုလည်းမလုတ်နိုင်ဘူးအဲ့သူများကိုလည်းကိုလိုကလန်တိုက်တယ်အဲ့တော့ကျွန်တော်တို့တိုင်းပြီဘာဖြစ်လဲ လူတွေကစိတ်တက်မှမမှန်တာစိတ်ရင်းစိတ်ထားမှမမှန်တာစိတ်နေစိတ်ထားမှမမှန်တာနော်၃နှစ်သားမဟုတ်ပါဘူးကျွန်တော်၆နှစ်သားမှလေးပြူတာအဘကကြိုကြီးကိုဘကကြိုကြီးအမမန်ဘူဘကကြိုကြီးအဲသူမိခင်တိုင်ရင်နော်ရှန်တေကအဘကကြိုကြီးကအဘကကြိုကြီးဦးမေအောင်လိုင်က ူဘူတင်တန်းကြောင်းစဆင်းပြီးတော့ချမ်းတစ်ကိုရောက်လာတယ်အခုကမော်ပြီး3 3ဖြစ်သွားပြီ3 3 3ကြာလာပြီကျွန်တော်ဖေရ1980ခုနှစ်ကစစ်သားကျွန်တော်ဖေရဥမေအောင်လိုက်တဲ့စီနီယာကြာတယ်ဥမေအောင်လိုက်တော့မရောက်သေးဘူးကျွန်တော်ဖေရအဲချမ်းတစ်မှာရောက်နေတာကျွန်တော်ဖေရအဲချမ်းတစ်မှာစစ်သက်20တိလောက်လာတယ်ကျွန်တော်အဲမှာ6နှစ်သားနဲ့မွေးတော့ဘာကကြိုကြီးဘိုးကြီးတို့လေးပြုတ် ဘိုးကြီးကိုလေးပြုအော်ငကြီးကြရလေးအမုံစားပွဲလွတ်လပ်ရေးနေမှာမုံစားပွဲပြေးတော့ဟိုအကြီးဂျိုးလေးတွေနဲ့ဗစကုမုတ်လေးတွေတက်လက်တက်လောက်အလိုအလိုစားရတာဒီကအဲမရအောင်ကျွန်တော်လက်ဂျိုးရောလက်ဂျိုးတော့ကျွန်တော်အန်ဒီဂျူဂျူလာကြီးကကျွန်တော်သူ့အိမ်ခေါ်ပြီးတော့အဲဗစကုမုတ်တွေကျွေးတာအဲမင်းတို့ဒီအဲ့လေမနာလိုဖြစ်နေမှာပဲဖြစ်ဖြစ်မင်းတို့ပါမင်းတို့ဖြစ်ချင်းဖြစ်ဖြစ်ချင်းနေကွာအဲငါနဲ့မဆိုင်မင်းတို့ဖြစ်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 အဲငါကငါလုတ်ကစားလည်းမဟုတ်ဘူးနော် ဒီငါ့ကို၈တန်းမအောင်နိုင်ပါလေငါ့ကိုပြောတဲ့ကောင်၈တန်းတော့မအောင်ဆစ်ဆက်စီအရေးခင်းရတယ်ပြီးတော့မှပြေးရတဲ့ကောင်က၈တန်းမအောင်တဲ့ကောင်ကငါ့ကို၈တန်းမအောင်ဘူးလားဆိုတော့ငါ၁၀တန်းဖြေတာတွေငါတက်မကွေးတက်မဆစ်စီမှာငါဘလို့ဖြေရတယ်ငါပြောတာပဲမင်းတို့ကောင်တွေကအကုန်လုံးငါ့ကိုမနာလိုနေတာအဲ့တော့ကွန်မန့်အောင်မဖွင့်ရဘူးကျွန်တော်သွားရေးချင်တာအမေ तू ကလာလိုက်သေးတယ်ကျွန်တော်ဇော်ဘုံကြီးကိုပြောချင်တာလေအထင်တလုံးနဲ့လေပန်းတန်းစီမပြောနဲ့တဲ့လက်တွေ့ကြကြလုံနေတဲ့ငါတို့စစ်သားတွေဘဝကိုမြေအောင်ကြီးဟုတ်ပြီလားတဲ့ထက်ဆိုးလာရင်ထက်တယ်မယ်တဲ့အော် လက်တွေ့ကြကြလုပ်တဲ့စစ်သားတွေဟုတ်လား။အော်ငါရှည်တန်းတွေရောက်နေရလေ။ငါလက်တွေ့ကြကြလူနေတာစစ်သားတွေကိုတီးလား။မင်္ဂလာဗမွေးရဗမွေးရတရားသူရာကြီးတော့ကာနေကြီးတင်သွားပြီကာနေကြီး။အဲကာနေကြီးတင်သွားပြီနော်။အဲ့တော့ကျတော့ရှောက်မပြောပါနဲ့နော်။အဲကျွန်တော်လည်းခုတည်းလူတွေလာပြောလို့ကိုဖုံးနဲ့ဒီကိစ္စအောက်လို့ရှင်းမှရမယ်တဲ့။ဟုတ်တယ်ကိုဖုံးကိုလည်းတိုက်ခိုက်ထားတယ်တဲ့ကျွန်တော်ကရင်တော့မခုံပါဘူး ကျွန်တော်သိပါတယ်ဒီကောင်တွေကပူးတက်တယ်လို့အကြီးရပလာတို့ဒီလိုမျိုးပေါ့နော်ဒီကြီးရပလာတို့ဒီတချို့ပေါ့နော်လူတွေတော်တော်များများပူးတက်တာများတယ်ဗျပူးတက်တာစစ်တပ်ရဲ့တရင်ပေးလို့ဒီလိုဘာလို့လို့ ਨੇ တမိသားစုတွေအဆင်မပြေဘူးဆိုရင်အခုတမိသားစုတွေအားလုံးကျွန်တော်တို့တက်ပြောလေး ကျွန်တော်တို့စစ်သားသားသမီးတွေအများကြီးရှိမှာပါကျွန်တော်တို့စစ်သားသားသမီးတွေအများကြီးမရှိဘူးလားမြန်မာနိုင်ငံမှာဘာလို့တတ်မပြောတာလဲဒီနိုင်ငံကြီးဖြစ်စင်မှာ